ခိုင်ပြပြပြမှာကတော့ဘ ഹു တုတ္တလေးပေါ့နော်အဲ့ဘ ഹു တုတ္တလေးကဘာလဲဆိုလို့ရှိရင်အင်ရှင်မအမျိုးသမီးကြီးအတွက်ရည်ရွယ်ကြီးပြပြပေးခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့အနားမှာရှိနေတဲ့အဲညီမလေးတယောက်ကနေပြီးတော့မှအဲသူကငငယ်ချောချောလေးရယ်နော်အဲ့တော့သူအိမ်နောက်ကြတာအဲကြာပြီပေါ့နော်ဆယ်နှစ်ကျော်လောက်ရှိပြီတဲ့အဲ့တော့သူ့ရဲ့အမျိုးသားကအခုဒီနောက်ပိုင်းနေမှာခြိလန်းနေပြက်လာတယ်ပေါ့နော်အဲဒါလေးတွေကိုကျမဘယ်လိုလုပ်ရမလဲပြီးတော့ခါမှလည်းကျမကလည်းအဲသူတောင်းဆိုတိုင်းကိုကျမအတူနေခြင်းစိတ်မရှိဘူးပေါ့နော် အဲ့တော့ကျမဘာကြီးလုံးတင်လဲဆိုပြီးတော့ကိုယ့်ကိုအကြံညာလာတောင်းတဲ့အတွက်ကြောင့်မလို့အဓိကကအမျိုးသမီးတွေကကိုယ့်ကိုအိမ်တော်ကဘလောက်ကြီးပဲကြာနေအောင်တော့เนาะသူတို့ရဲ့လိုရင်းစနစ်ကိုကိုကနေပြီးတော့မှတစ်ဖက်တစ်လက်ကလည်းဖြည့်ဆည်းပေးရတယ် အဲ့လိုဖြည့်ဆည်းပေးတဲ့အခါမှာလေကျွန်တော်တို့ကပြီးပြီးရောဆိုဖြည့်ဆည်းပေးလို့မရဘူးအမျိုးသမီးတွေမှာကဘာဖြစ်လဲဆိုလို့ရှိရင်ကိုကအိမ်လောက်သက်ကြလာတဲ့အတွက်ကြောင့်မလို့ကိုရဲ့မိမကိုတွေကျဲသွားတာမျိုးတွေရှိရဲအဲပြီးလို့ရှိရင်ကလေးမွေးထားတဲ့အတွက်ကြောင့်မလို့ဒီလိုမိမကိုတွေကျဲသွားတဲ့အတွက်ကြောင့်မလို့အမျိုးသားတွေကလည်းအဲတချို့အမျိုးသားတွေဆိုဒီဒီပုံမှာတွေမဲ့တော့ feeling ဖြစ်တယ်အဲ့တော့ကြောင့်မလို့တို့ကအပေါင်းသတ်ငယ်ချင်းတွေနဲ့အပြင်ရောက်သွားပြီးတော့အပြင်စားတွေကိုစားမိတဲ့အခါကြောင့်လို့ရှိရင်တို့ကအိမ်ထဲကမိမတွေကိုအဲအမျိုးမျိုးနဲ့အဲအကြောင်းပြချက်အမျိုးမျိုးတွေနဲ့ ို့ကိုအဲပြစ်ခွာဖို့လွယ်သူတို့စူးစမ်းနေကြတယ်နော်ဒါလေးကိုသိဖို့လာပြောပြပေးတာအဲ့တော့ကိုကဘယ်လိုလဲဆိုလို့ရှိရင်အမျိုးသမီးတွေကဒီလိုတွေဖြစ်ပြီးတော့ငါဒီပြစ်ဆုံးတွေဝါနေကြအကြောင်းမရှိဘူးကိုကပုံမြဲတယ်ဘယ်လောက်ကြီးပဲအလောက်ရှုပ်နေဦးနော်လှပကြွကြွဲလှလှပပကြွကြွဲရှိရှိနေရမယ်ပြီးလို့ရှိရင်တတ်ရှိမှုရှိရမယ်ပြီးရအမျိုးသမီးတွေကမိမကိုတွေကျဲသွားပြီဆိုလို့ရှိရင် သွားပြီးတော့ဟိုမှာပတ်စံကုန်ခံပြီး over tani case တွေပါလေလောက်ဆရာလည်းမလို့သေးဘူးเนาะအခုခေတ်မှာကဘာလဲဆိုလို့ရှိရင်အဲဒီလိုမျိုးပေါ့เนาะအမျိုးသမီးတုံးသက်ဆက်ဆက်ပြရေးလေးတွေကိုသုံးပေးခြင်းအပြင်ကိုယ့်ရဲ့မိဘကိုယ်လေးတွေကကျင်းလာမယ်စစ်လာမယ်ဒါမှသာလေကိုယ့်ရဲ့အမျိုးသားကလည်းကိုယ့်ကိုအဲအရင်တုန်းကပေါ့เนาะဒီ အပြူလေးတိုင်းပဲသူတို့ပြန်နေရတဲ့အတွက်ကြောင့်မို့သူတို့ရဲ့ခန်းစားချက်ကကိုယ့်ပေါ်မှာပို့ပြီးတော့တက်ရောက်မှုတွေများတယ်ပြီးတဲ့အခါမှာကိုကကလေးမွေးထားတဲ့အိမ်တော်ငယ်တွေဖြစ်ခဲ့တယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့တအိမ်လေးတွေကဘယ်လိုခေါ်မလဲဆိုတော့ရော့ရဲတွဲလာတဲ့အတွက်ကြောင့်မို့တအိမ်တွေကလည်းအာမရှိဘူးပေါ့နော်ဒါအတွက်ကြောင့်မို့ဒီတအိမ်ကိုချစ်ချစ်လေးလေးကလေးဖြစ်ဖို့အတွက်ကဒီလိုတအိမ်ဖြစ်စစာလေးကိုအဲတောက်ညမလေးဆိုပြီးတော့ကိုကတော့ဒီတွဲလေးကိုသူ့ကိုပေးလိုက်တဲ့အခါပါပေါ့နော် သူသုံးလိုက်ရတာတလလောက်ပြီးသွားတဲ့ခါကျလို့ရှိရင်အမရေးတဲ့ငကိုတော့ရတယ်တော့မတူတော့ဘူးတဲ့ဟိုကျွန်တော်ကျမရဲ့အမျိုးသားကတဲ့အဲကျမသားပါပဲပေါ့နော်အပြင်လိုတဲ့တိတ်လည်းမထွက်တော့ဘူးပေါ့နော်အဲအဲ့လိုမျိုးပေါ့ပြီးလို့ရှိရင်လည်းဘယ်လိုလဲဆိုတော့သူ့ကိုအရေးတကြီးကြီးပေါ့နော်ကိုပြောပြလိုက်တဲ့ဒီလမ်းလေးတွေကိုသူကတုံးလိုက်တဲ့အခါမှာဘာဖြစ်သွားလဲဆိုလို့ရှိရင်သူ့ယောက်ျားကလည်း သူ့ကိုအခုအဲစိတ်မချရတောင်ဖြစ်နေတယ်ပေါ့နော်။သူကငကိုလေးကလည်းချောပြီးသားလှပြီးသားအဲ့ဒါလေးကိုပြင်းပြင်းစင်စင်လေးပြန်ပြီးတော့ဟုတ်တယ်အမကြီးကျမနေကြည့်လိုက်မယ်ဆိုပြီးတော့ကိုပြောတဲ့အတိုင်းပဲနေလိုက်တဲ့အခါမှာပြီးတော့လည်းဒါလေးတွေကိုဒီအတွဲလေးကိုလည်းပေါ့နော်သူသုံးလိုက်တာတလပဲရှိသေးတယ်နော်ရလက်ကအဲ့လိုမျိုးလေးတွေဖြစ်သွားတဲ့အခါကျတော့သူကိုယ်ကိုအရင်ကျေစွတ်တဲ့အကြောင်းကိုမနေ့ကဈေးသွားရေးတယ်ကျမကိုနှုတ်ဆက်ပြီးတော့စကားပြောပါတယ်ရှင်ဒါလေးကိုလည်းပြပြပေးခြင်းဖြစ်ပါတယ်နော်